မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းမင်းလာမြို့နယ်မှာအင်အား80နဲ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခတ်ရောက်စစ်သားအလောင်း10လောင်းလက်နက်17လက်နဲ့ခဲယမ်းများကိုတိုက်စီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ28ရက်နေ့မနက်9:30မိနစ်အချိန်မှာအင်အား80ပါးတဲ့စစ်ကြောင်းကမင်းလာမြို့နယ်စားချောင်းကျေးရွာအတွင်းကိုရောက်ရှိလာတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့ဧပြီလ28ရက်နေ့မနက်9:00ခွဲအချိန်မှာငမိုးရိပ်ကျေးရွာကဇယင်းမြောင်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်မတော်ဗျူဟာ22ပူးပေါင်းမဟာမိတ်စစ်ကြောင်းများနဲ့ ဖိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲဟာနှစ်နာရီခွဲကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အတွင်းမှာစစ်တပ်ကတိုက်လေရင်နှစ်စီးနဲ့လေကြောင်းပစ်ကူပေးခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်သားအလောင်း၁၀လောင်းလက်နက်ငယ်၁၀လက်နဲ့60မမလက်နက်တလားခဲယမ်းများနဲ့စစ်သုံးပစ္စည်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်၎င်းစစ်စင်ရေးတိုက်ပွဲအတွင်းမှာဗျူဟာ၂၂ကတိုက်ရင်၃ခု၃ညတဲ့၃၈၃ညတဲ့၃၈၃ညနဲ့၃၈၃ည၃တိုက်ရင်များ ACDF အရှုချင်း Defense Force အပါအဝင်ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုံကပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြစ်ကြီးနားလေရင်ကွင်းအနီးမှာလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့ April 28ရက်နေ့မနက်၈နာရီဝန်းကျင်အချိန်မှာမြစ်ကြီးနားလေရင်ကွင်းအနီးမှာလက်နက်ကြီးကြီးတချို့ကြားရောက်ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။၎င်းပောက်ကွဲမှုကြောင့်လူထိခိုက်မှုတော့မရှိဘူးလို့သိရပြီးတော့ ်ဘယ်အဖွဲ့ကပြစ်ခတ်တယ်ဆိုတာကိုမသိရှိရကြောင်းဒေသခံပြည်သူများကပြောကြားနေကြပါတယ်မြေကြီးနားလေရင်ဝင်းနားမှာစိုက်တချို့တွေတော့ပိတ်ကုန်ပြီဘယ်ကပြစ်တာလဲတော့မသိဘူးလက်နက်ကြီးပောက်ကွဲတံကြားလိုက်တယ် အထိကိုက်ကတော့မကြမိသေးဘူးလက်နက်ကြီးပေါက်ခွဲတာကတော့တေးကြတယ်လို့မြေကြီးနာမျိုးကဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ AP လ25ရက်နေ့ည7:00ခွဲကျော်အချိန်ကလည်းမြေကြီးနာမျိုးမှာရှိတဲ့စစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာစစ်တပ်လက်အောက်ခံနန်းစီဒီယံဝန်ထမ်းများနေထိုင်တဲ့မလိခအင်အားဝင်းအတွင်းတွေကိုလက်နက်ကြီးကြောက်ပေါက်ခွဲခဲ့တယ်လို့သိရပါတယ်။၎င်းပေါက်ခွဲမှုကြောင့်လူတအုပ်သေးဆုံးပြီးဝန်ထမ်းအင်အားအဆောက်အအုံများလက်နက်ကြီးအစထိမှန်ပြီးတော့ပျက်စီးသွားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်နိုင်ရီကန်ချေးရွာနဲ့ရေဘိုးစားချေးရွာကြားမှာစစ်ရင်တန်းကိုမိုက်ဆွဲတိုက်ခတ်ရာ စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ AP လ28ရက်နေ့မနက်ပိုင်းမှာမုံရွာမြို့ရဲကနေထွက်လာတဲ့ဂျမ်းမာကား9စီးတဲက9စီးမြောက်နဲ့10စီးမြောက်ကားကိုချောင်းမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်နေရီကန်ချီပါနဲ့ရေပိုးစားချီပါကြားအရောက်မှာဗရေဒါမိုင်းပွိုက်၃လုံး၃ point တို့နဲ့မိုင်းဆွဲတက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်မှုရှိနိုင်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုအမတ်၁စစ်တီသာဗျူဟာအမတ်64မုံရွာခဲအမတ် 7T တိုက်ရင်ဖြစ်တဲ့ People Defense Force South မုံရွာက ရဲဘော်များကကင်းမုံများထက်ထချထားတဲ့ဂျားတွေကနေပြီးတော့လုံဆောင်ခဲ့ခြင်းဖြစ်ပြီးကင်းမုံစစ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဘကိုးတိုင်းတောင်ငုခရိုင်ဖြူးမြို့နယ်အုတ်ဖြတ်လမ်းမပေါ်မှာရှိတဲ့လေအိမ်စုခြေရွာအတွင်းထဲကိုဝင်ရောက်လာတဲ့စစ်သားများကိုနှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခတ်ရောက်စစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့ဖြူးမြို့နယ်ပကဖကသတင်းထုတ်ပြန်ထားပါတယ်။အေပီလ25ရက်နေ့မွန်လွဲတနအီခွဲအချိန်ကနေညနေ9:54မိနစ်အချိန်ထိ ဖြိုးမြို့နယ်အုတ်ပြတ်လမ်းပေါ်မှာရှိတဲ့လေးအိမ်စုကျေးရွာအတွင်းဝင်ရောက်လာတဲ့စစ်တပ်ကို drone နဲ့ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲ April 26ရက်နေ့မနက်7:53မိနစ်အချိန်နဲ့ညနေ9:73မိနစ်အချိန်တို့မှာဖြူးမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုဖြူးမြို့နယ်ပကဖ drone အဖွဲ့က drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိနိုင်ပြီးတော့အတိအကျကိုသိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီတပ်ပြန်လည်အုပ်ချုပ်နေတဲ့ရှမ်းမြောက်လာရှုံမြို့မှာဒီကနေ့မှရင်လူရမှုနှစ်ခုထမှန်ဖြစ်ပွားခဲ့ပြီးတော့နှစ်ဦးတန်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အေပီလာ28ရက်နေ့မနက်၄နာရီမှာအမျိုးသားတအုပ်ဟာ၎င်းရဲ့ဇနီးဖြစ်သူကိုလာရှိုးဈေးကိုပို့ဆောင်ပြီးတော့ပြန်လာတဲ့အချိန်ရက်ကွက်ငါးအနီးမှာရှိတဲ့ပန်အုပ်ကျောင်းမှာလူအုပ်စုတစုကဝိုင်းရိုက်တာကိုခံလိုက်ရပြီးတော့ဆိုင်ကယ်ကိုလူရက်သွားတယ်လို့သိရပါဗျ။မနက်မှာဈေးသွားခင်းဖို့သူ့ယောက်ျားကသူ့ရဲ့မိန်းမကိုဈေးသွားပို့ပြီးတော့အပြန် လူ၅ယောက်ကဝမ်းရိုက်တာဆိုင်ကယ်ကိုလုသွားတယ်လို့လူရခံရသူနဲ့နှိဆက်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်ဒါအပြင်ဒီနေ့မနက်အစောပိုင်းမနက်၄နာရီမှာလာရှိုဈေးမှာစက်သားတင်ဖို့သွားတယ်အမျိုးသမီးတအူးကလာရှိုမျိုးရက်ကွက်နဲ့မှာလူအုပ်စုတစုရဲ့ဓာတ်နဲ့ခုတ်တာကိုခံလိုက်ရပြီးတော့၎င်းတင်လာတဲ့စက်သားတွေကိုလည်းလူယူသွားတယ်လို့စုံစမ်းသိရှိရပါတယ်လက်ရှိလာရှိုမှာစစ်ကောင်စီတပ်ဘက်ကအုပ်ချုပ်ရေးရန်တရားတွေမလဲပတ်နိုင်သေးပဲ၎င်းတို့တပ်ဆွဲမဲ့နေရာတွေကိုသာပြင်ဆင်နေတယ်လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့ဧပြီလ26ရက်နေ့ည9 နာရီဝင်းကျင်မှာရာရှုံမြုပ်ရက်ွက်ကိုနယ်မြေတဲလမ်းသွယ်တဆယ်မှာနေထိုင်တဲ့ဥမောင်ဆိုသူရဲ့နေအိမ်ထဲကိုလည်းဓမြအုပ်စုတစုကဝင်ပြီးတော့ဥမောင်ရဲ့ဥကောင်းတဲ့လက်ကိုဓာတ်နဲ့ခုတ်လို့တေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ရာရှိုးကိုစစ်ကောင်စီတပ်ကဝင်ရောက်ပြီးတဲ့နောက်ပြီးခဲ့တဲ့ AP လ22ရက်နေ့ကနေဒီကနေ့ AP လ28ရက်နေ့အထိကိုဓမြတိုင်မှုဓာတ်ခုတ်မှုလူရမှု၈ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တရုတ်ရဲ့ဂျောင်းဝင်စစ်ဆင်မှုနဲ့စစ်ကောင်စီနဲ့ MNDA တို့ဂျားမှာအပြည့်ရဖို့သဘောတူညီခဲ့ပြီးတဲ့နောက် ကိုကန်တက်ဟာလာရှိုးမျိုးကနေပြီးခဲ့တဲ့အေပီလ22ရက်နေ့မှာထွက်ခွာခဲ့ပြီးတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရာဝင်ရောက်လဲပတ်မှာဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာလာရှိုးမျိုးကို MNDA နဲ့ရေဦးတော်လိုင်းရဲ့တပ်တွေကပူးပေါင်းပြီးတော့ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ3ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့ရှစ်လကျော်အကြာမှာစစ်ကောင်စီကိုပြန်လည်လွှဲပြောင်းပေးရခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်အရှိတ်ဘက်မှာရှိတဲ့ချမ်းယုံပင်ကြီးရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ28ရက်နေ့နေ့လယ်7:15နာရီမိနစ်ခန့်မှာမရီယာမြို့နယ်အရှိတ်ချမ်းမှာရှိတဲ့ချမ်းယုံပင်ကျေးရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter တစ်စီးနဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နှလုံးနဲ့ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲမန္တလေးတိုင်းတောင်သာမြို့နယ်ခလပြားကျေးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်၄ထိမြားနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင် င်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။ AB လ28ရက်နေ့မနက်2:43မိနစ်ခန့်မှာတောင်သာမြို့နယ်ခလပြားကြီးရွာတောင်ဘက်မှာရှိတဲ့ဖျားလေးခင်တောဖျားအနီးကိုအကြမ်းဖက်ဆက်တဲ့ရဲမိထီလာလေးတက်ကနေတက်လာတဲ့စက်တက်လေးထီ3စီးနဲ့ဘုံရှစ်လုံးကျဲချတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တဲ့ရဲလေးချောင်းတက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲပောက်ကွဲခြင်းမရှိသေးတဲ့ဘုံဒီတချို့ကြံရှိနေသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လိုက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့နိုင်သာယာမြို့နယ်ရွှေလင်းပန်းစမှုဇုံမှာအလုတ်သွားလျှောက်တဲ့အသက်18နှစ်အရွယ်မောင်မင်းဟိန်းထက်ကိုအချမ်းပတ်ဆက်တက်ကစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ April 28ရက်နေ့မနက်9:00နာရီကအချိန်မှာအသက်18နှစ်အရွယ်ကိုမင်းဟိန်းထက်ဟာနိုင်သာယာမြို့နယ်ရွှေလင်းပန်းစမှုဇုံကိုအလုတ်လျှောက်ရန်တွားရောက်တဲ့အချိန်မှာပေါ်တာဆွဲဖမ်းဆီးခံရရတယ်လို့သိရပါတယ်။မောင်မင်းဟိန်းထက်ကနိုင်သာယာမှာပေါ်တာဆွဲဖမ်းဆီးခံရရတဲ့အချိန်မိသားစုဝင်များစီကို စစ်မှုထမ်းရန်ခေါ်ဆောင်ခြင်းခံရကြောင်းဖုန်းနဲ့ဆက်သွယ်အသိပေးပြောဆိုခဲ့ပြီးတဲ့နောက်လက်ရှိအချိန်ထိအဆက်အသွယ်ပြတ်တောက်သွားတယ်လို့သိရပါဗျ။၎င်းရဲ့မိုဘိုင်းလက်ကင်ဖုန်းဟာလည်းဆက်ပိတ်သွားတယ်လို့သိရပါဗျ။ကိုမင်းဟိန်းထက်ကဒီကနေ့မနက်9:00နာရီလောက်ကရွှေလင်းဘန်းစစ်မှုဇုံမှာအလုတ်သွားလျှောက်ရင်းနဲ့ပေါ်တာဆွဲခံလိုက်ရတာပါ။စစ်မှုထမ်းဖို့ခေါ်သွားတယ်ဆိုပြီးတော့ဖုန်းဆက်ပါတယ်။အဲ့ဒီနောက်ပိုင်းအဆက်အသွယ်မရတော့ပါဘူး။အခုတည်းကဘယ်နေရာကိုဖမ်းသွားလဲဆိုတာလည်းမသိရသေးဘူး။အသက်16နှစ်တောင်မပြည့်သေးပါဘူးလို့မိသားစုဝင်တူကပြောပြထားပါဗျ။အချက်မဲ့စစ်ကောင်စီကရန်ကုန်မြို့မှာအထူးသဖြင့်လိုင်းသားရွှေပြည်သားနဲ့ ယ်။ဒဂုံမျိုးသစ်များမှာစစ်မှုထမ်းနိုင်ရန်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများဟာတောက်လျှောက်ဆိုးသလိုလုံဆောင်လာတယ်လို့ရန်ကုန်မြို့ကပြည်သူများထံကစုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်း 俺明天走，你明天来接娃子，怎么样？